ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion ပိတ်သက်တွေအောင်းနေမှာပါဒါမင်းညကကန်သွားတဲ့ Nation League ပွဲစဉ်တွေမှာပိတ်သက်တွေခြေနှက်လောက်တဲ့ twin goal တွေအများကြီးကိုပွဲစဉ်၄ပွဲလုံးမှာအပြန်လာ twin သွားတယ်ပြည်သစ်ပွဲကနှစ်ခုပဲတွင်းပေမဲ့အီတလီပွဲက၃ခုစီတည်ကြတယ်ဂျာမနီနဲ့အီတလီတည်ကြတယ်ပေါ်တူဂီကဒါ၃ခု၂ခုနဲ့ပြီးသွားပြီးတော့မှအချိန်ပိုရောက်မှ နောက်ထပ်၂ခုထပ်တွင်ပြီးတော့ 5ခု2ခုနဲ့ semi final တက်ပြီးတော့ Spain က Netherlands ကို3ခုစီသေးကြလို့ penalty အဆုံးဖြတ်ထိရောက်ပြီးတော့မှဒါ Spain ရဲ့ Portugal ရဲ့ Germany နဲ့ပြစ်သစ်တို့အကုန်တက်တယ်ဆိုတော့ penalty ခံရတဲ့အပွဲက2ပွဲရှိတယ်ဆိုတော့ဒီညမှာပြစ်သစ်ဒါတစ်ဖက်က Germany နဲ့ဒါဘယ်လိုပြောမလဲအီတလီပွဲပေါ့လေဒါအီတလီပွဲဆိုရင်ပထမကြော်တဲ့က Germany ကအီတလီမြေမှာ2ခုပြတ်နေနိုင်တယ်ဒီနှစ်သင်း2ခုတခုပေါ့လေဒီနှစ်သင်းကအနိုင်ရတဲ့အသင်းကသူတို့အသင်းအနေနဲ့ ဒါ semi final ကနေ final ပွဲစဉ်ကိုအရှေ့ဖြစ်လက်ခံချင်းပါခွင့်ရမှာဖြစ်တယ်ဂျာမနီပြနာဂက်စမန်ကတော့ခုလက်ရှိမှာဒဏ်ရာတွေအများကြီးရနေတဲ့အတွက်သူတို့အသင်းကအပြောင်းလဲတွေအများကြီး three ဘက်နဲ့သူတို့ကစားတဲ့ chemistry နောက်တစ်ဖက်ကတိုက်စစ်ကစလီဝိုက်စာနေတယ်မူစီယာလာတို့တော်တော်များများအပြောင်းလဲတွေပဲဘာလို့လဲဂျာမနီအသင်းရဲ့ဒါစန်တဘက်ကတော့ကောင်းတယ်ဗျာဂျွနသန်ထားရဲ့ရူဒီဂါရဲ့နီကိုရှော့တဘက်ရဲ့တော်တော်လေးကောင်းတယ် အပြောင်းလဲလုပ်ထားတယ်။ဟိုဘက်ကအီတလီက Moises Kean နဲ့ Daniel Maldini ကိုထားပြီးတော့မှသူတို့လည်း three back နဲ့ကစားတယ် Bastoni ရဲ့ဒါ Bucarino ရဲ့ Ketti ကိုထားပြီးတော့မှဒါဟိုဘက်က Di Lorenzo ရဲ့ Ugarte ရဲ့ Tonali ရဲ့ Reki နဲ့ Brella တို့ထားတယ်။ဘွဲတော့အမှန်တမ်းပြောရင်လည်း German ရဲ့ဘွဲပဲ။ Germany ကဘွဲအတွက်မှာစိုးမိုးထားတယ်။စိုးရီတဲ့ကကိုးတွေစတိုက်သွင်းတာ။အမှန်တမ်းပြောအီတလီကသူတို့ရသွားတဲ့တွင်ကိုတော့ကိုးပေါက်ကန်သူအတဲ့ကလည်းရသွားတာကြီးပဲ။ ဒီနေ့ပွဲမှာဒါဘယ်လိုပြောမလဲဆိုတော့အီတလီအသင်းကနောက်ကပြန်လိုက်ကစားပြီးတော့၃ဂိုးစီတေးကြတာမှမြင်မယ်ဂျာမနီကအစိုးရတဲ့ကလည်းသူတို့ပေါ့သွားတာလည်းပါတယ်ပထမကျော်နောက်ဂိုးတစ်ခုနဲ့နိုင်တယ်အဝေးကွင်းမှာနိုင်ထားပြီးတော့မှအခုအိမ်ကွင်းမှာပထမပိုင်းမှာ၃ဂိုးသွင်းသွားတယ်အထူးသဖြင့်မူဆီယာလာရဲ့ဂိုးကအီတလီလိုကဘာမှာအကောင်းဆုံးခံစစ်နဲ့ဂိုးသမားတွေပိုင်ဆိုင်ထားတဲ့နိုင်ငံအတွက်တော်တော်လေးရှက်ဖို့ကောင်းတယ်တောင်းကဘိုးကိုကိုယ်လုပ်ကိုမလုပ်ပဲနဲ့ဒါလို့ကြီးကိုသွားကွန်ပလိန်တက်တဲ့အချိန်မှာ ်ခေမရှာတန်ကာနဲ့မူဆီယားလာကောင်းတိုက်သွားဘူးမှမရှိဘူးကိုသမားလည်းမရှိဘူးဘူးမှမရှိဘူးဒါကအီတလီတွက်ဒါတကယ်ကို concentrate ပိုင်းမှာတော်တော်လေးအားနေတယ်အဲ့မူဆီယားလာအလုံးကဒီနေ့ဂျိုရှွာခေမရှာတော့အကောင်းဆုံးပဲသူကိုယ်တိုင်ပယ်နလ်တီတစ်ခုသွင်းတယ်နောက်ဖတ်ဒီမုန်တဲ့ချိန်ကမူဆီယားလာရဲ့ကိုရောနောက်ဂျာမန်ရဲ့တတိယကိုရောအားလုံးကိုသူပဲဖန်တီးပေးတယ်ဂျာမနီကပထမပိုင်းမှာအေးအေးဆေးဆေးပဲတော့ဖို့ပြတ်ဒါပေမဲ့အခုဒီရဲ့ပိုင်းမှာ ရမီယာလီဂ်ကလပ်ဒီစိတ်ဝင်စားနေတဲ့ Moises Kean ပေါ့လေအရင်တုန်းကဂျူဗီတိုက်စင်မှုဖြစ်တဲ့အဲ့ကနေမှလီဗောမဲ့ Everton ရောက်လာတဲ့နောက်ဂျူဗီကိုပြန်နေတစ်ချိန်တည်းမှာပဲနောက်ဆုံးကိုဖီရိုတီနာမှာခြေစွပ်ပြတဲ့ Moises Kean ကတကယ်ကောင်းတယ်ဒီချက်တဲ့လေးရလေအားရှိတယ်ဖေးရှိတယ်ဒါသူအရင်တုန်းကလေဖြည်းဖြည်းချင်းကောင်းလာပြီဒီနေ့ဘွဲမှာတွင်းသွားတဲ့နှစ်ကိုကတကယ် striker proper striker တယောက်ရဲ့တွင်းကိုနေပဲတွင်းသွားတဲ့လုံကသူ့ရဲ့ kick power လည်းပြင်းတယ် သူ့ရဲ့ movement တွေတိုးရတယ်တော်တော်လေးကောင်းပြီးတော့56မိနစ်မှာ voice skin နဲ့နောက်69မိနစ်မှာ respiratory ပေးတာကနေသူပဲသွင်းသွားတာနှစ်ကိုဒါဂျာမနီကတော့နောက်ပိုင်းကျမှနှစ်ကိုလည်းပေးရရောအသေးအံပြန်ကစားပြီးတော့မှပွဲပြီးကန်ဒီမှာ injury အတိုင်းရောက်မှ Italy penalty ရတာကို respiratory တွင်းတယ်ဒါပေမဲ့မလုံလောက်တော့တကိုးထပ်သွင်းမှသူတို့ဒါဘယ်လိုပြောမလဲအချိန်ကိုကားမှဖြစ်ပေမဲ့အဆုံးသတ်ပါ Italy က၃ခုစီတီကြပြီးတော့ဒါ Germany semi final တက်သွားတယ်။ Spain နဲ့ Netherlands ပွဲကလည်းဒီတိုင်းပဲပထမအကြိုးက Spain ဒါတေးကြထားသူဒီပွဲမှာလဲစပိန်ကအိမ်ခွဲမှာကံရပေးမှာတေးနဲ့ပဲအဆုံးတတ်တယ်ဒါစပိန်မှာတိုက်စစ်ပိုင်းကမိုရတာနေရာမှာအိုယက်စပယ်ကိုထားပြီးတော့မှကွင်းလေကဒန်နီအော်မိုနဲ့ဖာဗီယာရူးစ်ကိုနောက်စူပါမတီနဲ့တွေးတယ်ခန်းစစ်ကတော့နော်မန်ရဲ့ဒန်ဝိုင်လန်ရဲ့ကစားပြီးတော့ခူခရဲလာနဲ့နောက်တစ်ဖက်ကအော့စကာမင်ဂင်းစာကိုဒီဘယ်လိုပြောမလဲဒါအော့စကာမင်ဂင်းစာကို တွေ့တယ်။အဲပြီးတော့မှတိုက်စစ်ကတော့ယမားရဲ့အိုယန်စပယ်ရဲ့နီကိုဝီလျံရဲ့ထားတယ်။နီကိုဝီလျံကလေဝစ်စင်ရောက်နည်းနည်းလေးပြန်ပြီးမှိန်နေတယ်။ဒါသူယူရိုတုံးကပုံစံမျိုးမဟုတ်ဘူး။နည်းနည်းလေးပြန်မှိန်နေပြီးတော့ဒီလေဘွဲမှာအိုယန်စပယ်ကအစိုးရအစိုးရကရတဲ့ပနတီကနေဦးဆောင်ကိုတွင်းတယ်။ဒါပေမဲ့စပိန်ကပနတီကို90ကျော်မှပြန်ပေးရမှာမန်ဖစ်တီပိုက်ပြန်သွင်းပြီးတော့မှ ဟိုဒီဒီဒီဘယ်လိုပြောမလဲဆိုတော့ OS ပဲပဲ OS ပဲသွင်းသွားတဲ့ဒုတိယကိုဆိုတော်တော်ကောင်းတယ်။သူကခေါင်းတိုက်တာကိုသမားကြော်ဖို့ chip နဲ့လောက်တာအမကိုသမားကာလိုက်တဲ့ချိန်မှာလွတ်ထွက်သွားချိန်မှာသူပဲခေါင်းတိုက်သွား။အဲ့ OS ပဲကကျွန်တော်ဗာကြိုက်တယ်ဆိုတော့ခြေစွမ်း general player အဲ့လောက်မကောင်းဘူး။ဒါပေမဲ့သူကဂိုးလက်ရှိတယ်မြင်တယ်။တိုက်စစ်မှာသူ့ကိုထားရင်အမြင်နဲ့အားကိုရတယ်ပြီးခဲ့တဲ့ Euro Final တော့ကလည်းအနိုင်ကိုသွင်းရသူဖြစ်ပြီးတော့ Spain တိုက်စစ်ကိုဦးဆောင်တယ်ပြီးတော့မှ Elan Mason ဒါပွဲပြီးကနေမိနစ်80ကျော်မှာကိုးသွင်းခဲ့ပေမဲ့မိနစ်90အပြည့်မှာဒါတစ်ဖက်နှစ်ကိုးစီတေးချတယ်ဆိုပထမကျောတော့ကလည်းတူတူတေးချလို့ချိန်ဖို့ကန်ဒီဘွဲမှာချိန်ဖို့ကန်တဲ့ချိန်မှာရမားကသူ့ရဲ့အရင်သွင်းပြင်းနဲ့ဥဆောင်ကိုသွင်းတယ်ပြီးတော့မှဟိုဘက်ကဒီအချိန်ပေါ်ပထမပိုင်းပြီးရနေမှာဒါပယ်နတီပြန်ပေးခံရလို့ဂျာဗီစီမွန်သွင်းသွားတယ်ပယ်နတီကတော့50 50ပဲအာဒါဘယ်လိုပြောမလဲပယ်နတီကတော့ဒါမီခဲမိုရီနိုသွင်းတယ်ဗာချေဗန်တိုက်သွင်းတယ်ဖရန်တိုရက်စ်သွင်းတယ် ခုံမိုင်နာတွင်းနဲ့ပြီးတော့မှအာလစီယာကာစီယာတွင်းနဲ့ဂျာဗီစီမွန်တွင်းနဲ့ပြီးတော့မှယမားအလုံးလဲလွဲတယ်နိုလန်အလုံးလဲလွဲတယ်နှစ်ယောက်ဆိုနှလုံးစလုံးကဖြင်းနေဗျာယမားဆိုလဲဖုတ်နေပဲဟိုကောင်လဲဖုတ်နေအဲပြီးတော့မှအဲလက်စ်ဘရီနာအလုံးဝင်ပြီးတော့ဟိုဘက်ကခေတ္တဟိုဒါထေလာအလုံးဝင်ခဲ့ပြီမေဒါဒီတစ်ဖက်က ဒီထွန်းရဲမာလန်မာလန်လုံးလွဲပြီးတော့မာဖက်ထရီလုံးကတည်ငိမ့်နဲ့တွင်းသွားတော့စပိန်ကနောက်ဆုံးပါပက်နီဒီအဆုံးဖြတ်ဒါ၅ခု၄ခုနဲ့တက်သွားတယ်ဆိုတော့လက်ရှိချန်ပီယံစပိန်ကဒါဒီပွဲနိုင်တဲ့အတွက်ကြောင့်စတူကတ်မှာပြင်းထန်တဲ့ယူရိုစမီဖိုင်နယ်ပွဲပြန်ပြီးကစားရအောင်မှာဖြစ်ပြီးတော့စပိန်ဟာနေရှင်းလိပြိုင်ပွဲအပြင်ဒါပြိုင်ပွဲကိုပါဆက်ပြီးထိမ့်သိမ့်ဖို့စမီဖိုင်နယ်တက်ရောက်နိုင်ကြတာဖြစ်ပါလေဆိုတော့ဂျာမနီနဲ့ဂျာမနီနဲ့ပေါ်တူဂီက အဝင်းစားအရီနာမှာဂျာမနီကွင်းမှာကံမဲ့ဘက်ဖက်ကစပိန်ကဒါပြစ်တဲ့စတုကတ်မှာကံမှာဖြစ်ပြီးတော့ဒါဆီမီဖိုင်နယ်ပွဲကတော့ကျွန်တော်ဘောလုံးရသည်တဲ့အပီဂျွန်လာမှာကံမှာပါအားလုံးကျေးဇူးတင်ပါတယ်